မိတ်ဆွေညီကောင်မောင်မြတ်ခင်ဗျာခရစ်တော်ရဲ့နာမအဖြစ်မင်္ဂလာပါလို့ပြန်လည်ပြီးနှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ကျွန်တော်ဝိမျက်တတိခံမဲ့အရာလေးကတော့ခြိဆောင်ခြင်းဆိုတဲ့အရာလေးဖြစ်ပါတယ်ဒီခြိဆောင်ခြင်းဆိုတဲ့ theology ကိုလူမြောင်များဆိုတော့ကျွန်တော်တို့ယုံကြည်သူမယုံကြည်သူတွေပြောနေကြတော့ညာလည်းပဲအချက်အချာကြတော့ အရာဖြစ်ဖို့လိုပါတယ်လူတွေနားလည်ဖို့အရာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ကြမ်းပိုက်လေးနဲ့အချက်လေးချက်အားဖြင့်ကျွန်တော်ရှင်းပြခြင်းပါတယ်ဒီအချက်လေးချက်မတော်ခင်မှာကျွန်တော်ချီဆောင်ချင်းဆိုတဲ့ rapture ရဲ့အတိတ်ပဲကပါလဲဆိုတော့နောက်ဆုံးသောကာလမှာယေရှုခရစ်တော်ကသူ့ရဲ့အသင်းတော်ကိုကောင်းကင်သို့ချီဆောင်မိအကြောင်းဆိုပြီးတော့ဖော်ပြထားပါတယ် ဒီအယူအဆကခရစ်ယာန်ဘာသာဝင်တွေပေါ့နော်ခရစ်တော်ယုံကြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ကယ်တင်ခြင်းယုံကြည်မှုကိုအခြေခံတာဖြစ်ပါတယ်။ကျမ်းပိုက်အားဖြင့်တက်တာလောနိဩဝါဒပထမစာဆောင်အခန်းကြီး၄အခန်းငယ်16 19ပါဖော်ပြထားတယ်လေဆိုလို့ရှိရင်တော့တခင်ဖရားဒီကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖရားတခင်ဤ တပိုးတော်ကိုမှုတ်ခြင်းနဲ့တကွာကောင်းကင်ပုံမှကိုတိုင်းဆင်းသက်တော်မူ၍ခရစ်တော်၌တေလွန်သောသူတို့သည်အူထမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံ့ကျွင်းသောငါတို့သည်အာဂါတကောင်းကင်၌တခင်ဖျားထံတော်တို့ရောက်စေခြင်းကထိုသူတို့နှင့်တကားမိုးတိမ်ပေါ်တို့ခြိဆောင်ခြင်းကိုခံရတော်အားဖြင့် သခင်ဖျားနဲ့အတူအစင်မပြတ်နေရကြလိမ့်မည်ဒီစကားကိုလည်းအချင်းချင်းတယောက်နဲ့တယောက်ပြောပါလို့ဆက်ပြီးဆက်ရှင်မှာပေါ်ပြထားပါတယ်ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ခရစ်တော်ကသူ့ရဲ့အသင်းတော်ကိုခြိဆောင်မယ်လို့ဖော်ပြတာဖြစ်တယ်เนาะဒီနှုတ်ကပတ်တော်ကအတိတ်ပဲနံပါတ် ယုံကြည်သူများ၏ခြိဆောင်ခြင်းဖြစ်တယ်။နံပါတ်2နောက်ဆုံးသောကာလ၏မျှော်လင့်ခြင်းဖြစ်တယ်။နံပါတ်3ခရစ်တော်နှင့်တွေ့ဆုံခြင်းဖြစ်တယ်။နံပါတ်4ကယ်တင်ခြင်း၏အာမခံခြင်းဖြစ်တယ်။ဒီ rapture မှာ၄ချက်တည်တည်ကအင်မတန်မှအရေးကြီးတယ်ဖြစ်တယ်။ခြိဆောင်ခြင်းဟာယုံကြည်သူများကိုကမ္ဘာမြေပေါ်ရှိဒုက္ခတွေထဲကနေပြီးတော့ကယ်တင်ရန် ဆိုတဲ့ခရစ်တော်ဤဂတိတော်ဖြစ်တယ်။ဒီအရာကိုယုံကြည်သူတွေရဲ့မျှော်လင့်ချက်နဲ့ကဲတင်ခြင်းယုံကြည်မှုကိုဖော်ပြတာဖြစ်တယ်။နံပါတ်1เนาะယုံကြည်သူများရဲ့ခြိဆောင်ခြင်းနံပါတ်2နောက်ဆုံးသောကာလရဲ့မျှော်လင့်ချက်ဆိုတာကခြိဆောင်ခြင်းဟာနောက်ဆုံးသောကာလတွင် ဖြစ်ပျက်မိအရေးပါသောအဖြစ်အပျက်တစ်ခုဖြစ်တယ် ခရိယံပါတာဝင်နေခရစ်တော်နောက်လိုက်တွေရဲ့နောက်ဆုံးသောကာလနဲ့ပတ်သက်တော့မျှော်လင့်ချက်ဖြစ်တယ်။ဒီတစ်ခုပဲကျွန်တော်တို့နောက်ဆုံးသောကာလမှာမျှော်လင့်เสียရှိတယ်။နောက်နံပါတ်3ခရစ်တော်နဲ့တွေ့ဆုံခြင်းနဲ့ဤဂျမ်းပိုက်ကဖော်ပြထားတယ်။ခြိဆောင်ခြင်းကကျွန်တော်တို့ယုံကြည်သူတွေကိုခရစ်တော်နဲ့တွေ့ဆုံစေမယ်။ဆိုတဲ့အဖြစ်အပျက်လေးဖြစ်တယ်။ဒီအရာကယုံကြည်သူတွေကခရစ်တော်နဲ့ထာဝရ အတူရှိရမယ်အတူနေရလိမ့်မယ်ဆိုတော့မျှော်လင့်ချက်ကိုဖော်ပြတာဖြစ်တယ်။ဒါ၃ချက်နော်။နံပါတ်၄မှာကဲတင်ချင်းအာမခံချက်အင်မတန်အရေးကြီးသွားပြီ။ခြေဆောင်ချင်းရဲ့ယုံကြည်သူတွေကိုကဲတင်ချင်းကို အာမခံပေးတယ်။ဒါကြောင့်ကဲတင်ချင်းမရဘူးဆိုခြေဆောင်ချင်းမှမပါဘူး။ကဲတင်ချင်းရတော့သူအာမခံရှိတော့သူမှဒါလည်းခြေဆောင်ချင်းတော့ပါတယ်ဆိုတာကိုဤကျမ်းပတ်ရပါပဲ။ ဒီအရာကကျွန်တော်တို့ယုံကြည်သူတွေသူတွေအတွက်အာကဲတင်ချင်းယုံကြည်မှုကိုခိုင်မာစေတာဖြစ်တယ်အာမခံချက်ဖြစ်တယ်ဒါကြောင့်မလို့ဤကောင်းအနေနဲ့ချီဆောင်ချင်းဆိုတဲ့ theology ਆ ခရစ်တော်ကိုနောက်လိုက်တဲ့လူတွေမှာအင်မတန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်ဒီအယူအဆကယုံကြည်သူများရဲ့နောက်ဆုံးသောကာလနဲ့ပတ်သက်တော်မျှော်လင့်ချက်ကိုဖော်ပြတာခရစ်တော်နဲ့ သာဝရအတူရှိမဲ့ဂရိတော်ကိုဖော်ပြတာခရိယန်လို့ပြောတာမဟုတ်ပဲခရစ်တော်ကိုယုံကြည်တဲ့သူတွေကဲတင်ချင်းယုံကြည်မှုခိုင်မာစေတော့အရေးပါတဲ့အာမခံချက်တခုဒီလေးချက်ဖြစ်တယ်အရောက်စီတိုင်းနားလဲပါစေဖျားရှင်ကောင်းချီးပေးပါစေအာမင်